အပြင်သွားမှာဒီနေ့အပြင်သွားမှာလောက်သွားတော့မှာမလို့ဒီမှာအကုန်ပြထားတာလူတွေရှေ့ကြရင်ဟိုစစ်ဒီစစ်လုံးနေမှာဆိုလို့ဒီမှာငါလူလိုက်စင်ပါတယ်တတန်းလည်းမကုန်သေးဘူးဒီမှာဆိုင်ကဲဒစ်စဝိုင်းအကုန်လုံးအုံနာဘုတ်ကစားငါအစုံပါတယ်ပြီးတော့နောက်တစ်ခုကြံနေတယ်ဟိုနေ့ကတရေနဲ့မှတွေးလိုက်တာသူများဟွာဖြစ်တဲ့ထဲမှာတွေးလိုက်လို့ဒီမှာငါဘောလီပါတယ်ဒီမှာဇာလေးတောင်ပါသေးတယ်စိုက်ကတော့36 36တခါလေးပြောထားတာနင်တို့စစ်လို့ရှိရင်ငါစိုက်ပါတခါလေးပြောထားတာဒီမှာအောက်ခံပေါင်းပြီး ပါတယ်နော်အနီရောင်လေးအဲစိုက်ကတော့ဒါကတော့ငါအိတ်ဆက်ဝေးရတယ်ငါနည်းနည်းဟိုဟာဖြစ်တဲ့ခါကျတော့ဝါတဲ့ခါကျအိတ်ဆက်ဝေးရတယ်အကုန်လုံးပြောပြထားတာငါကပြင်သွားတော့မှအကုန်လုံးငါအထုံနဲ့အဖုံနဲ့ ုံးအလုံးအားလုံးပဲမင်္ဂလာပါဒီနေ့ကတော့နော်သုံးစားတိုင်းပဲဗီဒီယိုဖိုင်အပိုင်းစာလေးကိုပြန်ကြည့်ရမှာဖြစ်ပါတယ်ပထမအုပ်ဆုံးကြည့်ရမယ့်ဗီဒီယိုဖိုင်ကတော့နော်အမေစုပြောတဲ့ဂျင်းပြင်းတဲ့အကြောင်းကိုနားထောင်ကြည့်ကြရအောင်နော်ဂျင်းပြင်းတယ်ဆိုတာဟာကျမတို့နိုင်ငံမှာအစင်းရဲဆုံးပြင်းတယ်ပါနော်အစင်းရဲဆုံးပြင်းတယ်ဒါဟာအဒီအာရှဖွံ့ဖြိုးရေး ဘာငဲ့ကင်းကနနေအရာဆိုလို့ရှိရင်သိတာပါတယ်ဥပမာအားဖြင့်ဆိုလို့ရှိရင်တတိုင်းတတိုင်းပြေလုံးအတွက်ဖြတ်မြခြင်းဆင်းရဲမွဲတည်မှုနှုံးဟာ30ကျော်ကျော်ပဲရှိပြန်တယ်ချင်းပြေနေက80ကျော်ပါတယ်80ရာခိုင်နှုန်းကျော်ပါတယ်အဲ့တော့အဆင်းအဆုံးပြင်းနေဖြစ်တယ်ဒါပေမဲ့ကျမအဲ့ဒီချင်းပြင်းနေကိုသွားတော့မှဆိုလို့ရှိရင်တစ်ခါမှကျမအဲ့လောက်တောင်မှလက်ဆောင်နေမရခဲ့ဘူးအစ်မတားမှဆင်းရဲတဲ့ ကျင်းမြချင်းရွာသူရွာသားတွေကရှိတာတွေတွေပေးကြတယ်။တနည်းအားမှာကျမကိုချက်ကြီးပေးလို့မပေးပါနဲ့ဆိုတော့လည်းတောင်းပါရတယ်။မသိမသိနိုင်မဟုတ်ပါတော့ဒီချက်ကြီးကိုကျမဘယ်လို့မှစီယုံရှင်တခြားကိုနော်နာတော့မရတာကန်ကောင်းနော်နောက်တစ်ခါလာနာတော့ပေးမယ်။ခေါ်သားလို့မရပါဘူးစစ်ဘရောတောင်းပါရတယ်။အဲ့ဒါတည်းမကအောင်အဲ့ဒီချင်းပြည်နယ်မှာကျမအတွက်အင်မတန်စိတ်လှုပ်ရှားစရာပီတိဖြစ်စရာကိစ္စကတော့ မင်းရတော်တော်များများမှာကလေးလေးတွေကိုသူကခြီးပြီးတော့ကျမကိုပြတ်ပြီးတော့ဒါတို့ပေါ်ကျုပ်သမီးလို့ပြောကြတယ်အဲ့တော့ကျမအမြတမ်းမှခံစားရတယ်ဒါကျမတို့ရဲ့တကယ်တကယ်မောင်နှံကိုမောင်နှမတွေပဲပေါ့နော်အဲ့ဒါကြောင့်မလို့ကျမတို့ဟာကိုချင်းချင်းကိုတံပိုးထားကြထားတတ်ကြပါအဲ့လိုတံပိုးထားခြင်းရဲ့ပီတိကိုခံစားဘူးလို့ရှိလို့ရှိရင်ဘယ်တော့မှတို့ဟာပြည်တော်စုဖြစ်တယ်ဆိုတာကိုမေ့မှာမဟုတ်ပါဘူး ဒါတော့နော်ကျွန်တော်တပေါ်ချလို့ပြန်ဆဲပေးတာနော်။ तू อ่ะ तू อ่ะစီယုံရေးသွားတဲ့အချိန်မှာချက်တကောင်ရလို့အဲ့ဒါနော်။နာတော့မရတာကံကောင်းနော်။အမီစုနော်။အတက်ရာချိုစီးပြီးမှနောက်တစ်ခေါက်ပြန်လာခြင်းပြီကိုပြန်လာရင်နော်။နာတော့ပေးမယ်လို့နော်။โอเค ဒီဗီဒီယိုဖိုင်ကိုစနားထောင်ကြည့်ကြည့်အောင်နော်တေချာနားထောင်နော်အပြင်သွားမှာဒီနေ့အပြင်သွားမှာအလုပ်သွားတော့မှာမလို့ဒီမှာအကုန်ပြထားတာလူတွေရှေ့ကြရင်ဟိုစစ်ဒီစစ်လုံးနေမှာဆိုလို့ဒီမှာငါလူလိုက်စင်ပါတယ်တတန်းလည်းမကုန်သေးဘူးဒီမှာဆိုင်ကယ်ဒစ်စဝိုင်းအကုန်လုံးအုံနာဘုတ်ကစားငါအစုံပါတယ်ပြီးတော့နောက်တစ်ခုကြံသေးတယ်ဟိုနေ့ကသတင်းထဲမှာတွေ့လိုက်တာ သူများဟွာဖြစ်တဲ့ထဲမှာတွေ့လိုက်လို့ဒီမှာငါဘောလီပါတယ်ဒီမှာဇာလေးတောင်ပါသေးတယ်စိုက်ကတော့36နော်တခါလေးပြောထားတာနင်တို့စစ်လို့ရှင်ငါစိုက်ပါတခါလေးပြောထားတာဒီမှာအောက်ခံပေါင်းပြီပါတယ်နော်အနီရောင်လေးအဲစိုက်ကတော့ဒါကတော့ငါ80ဝဲရတယ်ငါနည်းနည်းဟွာဖြစ်တဲ့ခါကျတော့ဝါရခါကြအိတ်ဆက်ဝေးရတယ်အကုန်လုံးပြောပြထားတာငါကပြင်သွားတော့မှအကုန်လုံးငါအထုံနဲ့အဖုံနဲ့ဒီမှာအကုန်လုံးအပြည့်စုံပါတယ်အဲအเจ้าကငါလာပြောပြထားတာ နင်တို့ရှေ့ရောက်လို့ရှိရင်ဟိုလှန်ဒီလောနဲ့စစ်နေလို့ရှိရင်ငါရှက်တက်တယ်အဲ့ကြောင့်ငါပြောပြတာကျွန်တော်ကတော့နော်မင်းအောင်ထိုင်ဥက္ကုတာကိုတပေါ်ကြလာတယ်ဘာဖြစ်လို့လဲဆိုတော့နော်အဲ့လိုသူတို့ကတီတီချာချာကိုဘတ်တာနော်နော်ပပဂျီမင်းအောင်ထိုင်ဥချုပ်တာကိုတပေါ်ချလာတယ်ကျွန်တော်ဘောမှာဖြစ်တော့မယ်ဒီနဲ့ โอเคဒီမှာပေါ်မှာတကောင်ပြောရတာပေါ့ပဲဆက်နားထောင်ကြည့်ကြအောင်เนาะစီးကုန်းအနောက်ချမ်းကဥက္ကဋ္ဌဥတင်ဆိုရှင်တမန်တခုတော့ပြောချင်ပါရှင်ရှင်တို့ရှင်တို့အခုကောက်တာမုတ်ဆိုးမအိမ်ဒီမှာကောက်တဲ့ဆိုတော့ရှင်တို့တရားမလွန်လုံးလားရှင်เนาะရှင်တို့တရားမလွန်လုံးလားမုတ်ဆိုးမအိမ်ဒီကိုတောင်းမရှင်တို့ကောက်ပြီးတော့စားနေရလားနော်တမန်မေးပါရစေเนาะဥတင်ဆိုမုတ်ဆိုးမအိမ်ဒီကောက်တာရှင်တို့တရားလွန်နေမထင်ဘူးလား ဟမ်ဇီးကုံအနောက်ချမ်းကဥက္ကဋ္ဌဥတင်ဆိုကျမပို့ကိုမြင်နိုင်ပါစေနော် အော်အုတ်တို့လှုပ်ရှားတာတွေများနေပြီနော်အော်အုတ်တို့ကိုတတ်မတော်ကြီးကအဘဘိုလ်ချုပ်ကြီးမင်းရောက်လိုင်ကဘိုလ်ချုပ်မူကြီးမင်းရောက်လိုင်ကစစ်မှုတန်းဖို့တဲ့အေကိုဘယ်နှတောင်းောက်ဘယ်နှတောင်းောက်ပါဆိုပြီးညွန်ကြားထားတာမဟုတ်ဘူးနော် သူ့လက်ပါသူသွားကိုယ့်လက်ပါကိုယ်သွားမဲနိုင်နဲ့အကုန်လုံးရက်ကရက်ကွက်ကလူကြီးလူတွေရှိသမျှယောက်ျားလေးတွေနော်အရွယ်ရောက်တဲ့ယောက်ျားလေးတွေသူဝင်နေဆိုတော့အစိုးရသတ်မှတ်ထားတဲ့လူတွေကိုကိုယ့်အရှိမမျက်စိအရှိမမဲနိုင်ရမှာနော်မဲမိုက်မဲနိုင်ရမှာဘသူဘသူပေါက်တယ်ဘဲဝါဘဲဝါပေါက်တယ်ဆိုမှဒါမှပေါက်တဲ့လူမှလိုက်ရမှာအခုကရှင်တို့ဖမရှင်တို့မဲတွေလိုက်တယ်ရှင်တို့ရှင်တွေပေါက်တယ်လှုပ်တယ်ရှင်တို့နောက်မှာပြည်သူတွေရှင်ပိတ်ဆက်နေကောက်တယ် အခုကရှင်တို့လောက်ရတဲ့တော်တော်များကြီးတလောက်ကိုလာစင်ကြီးရ1000ခွဲ3000ခွဲကောက်တဲ့အပြင်ဟိုမုတ်ဆိုးမအိမ်နေမှာကောက်တဲ့ဆိုတော့ရှင်တို့မများတော့တာရှင်တို့မိသားစုရဲ့ရတ္တိဖို့အတွက်ကိုကျန်တဲ့မိသားစုတစ်ဖက်မိသားစုလို့ရှင်တို့ဒုက္ခပေးရကြတယ်နော်ရှင်တို့မိသားစုရဲ့ကောင်းစားဖို့အတွက်သူများမိသားစုရှင်တို့ဒုက္ခပေးများရှင်တို့သူများကြိတ်စားတွေရှင်တို့စားတယ်စားရတယ်ရှင်တို့ခဏပါပဲနော်ရှင်တို့ တခုဒုက္ခပဲမဟုတ်ရှင်တို့ဒုက္ခပဲတော့တွေ့အောင်မှာပဲသိလားနော်အိုကြီးအခုကမုတ်ဆိုးမအိမ်ဒီမှာကောက်တယ်ဟမ်လေမရှိတဲ့လူတွေလည်းကောက်တယ်ဘာတွေလုပ်နေရလဲဘာတွေလုပ်နေရလဲဟမ်ရှင်တို့လောက်ရတယ်တော်တော်များနေပြီနော်ရှင်တို့လောက်ရတယ်တော်တော်များနေဆိုရှင်တို့လောက်ရတယ်တော်တော်များနေပြီဥတင်ဆိုကျွန်မပြောလိုက်မယ်နော်မုတ်ဆိုးမအိမ်ဒီလုံးဝကောက်တဲ့အတံမကြားချင်ဘူးနော်သိလားဥတင်ဆို တရမုံဆိုးမအိမ်ကြီးကောက်တဲ့အတန်ကြီးကျမလုံးဝမကြခြင်းမုံဆိုးမအိမ်ကြီးအဖိုးကြီးအဖိုးကြီးတွေအဖွားကြီးတွေအိမ်တွေကောက်ဆရာကိုအကြောင်းမရှိဘူးအခုနပို့မှာအဖိုးကြီးအဖွားကြီးအိမ်တွေကောက်တာပြောဖို့ထဲ့ပြောဖို့မေ့သွားတယ်နော်အခုမှဒီပို့မှာမှာတတိယတော့အဖိုးကြီးအဖွားကြီးအိမ်တွေလည်းကောက်ဆရာမလိုဘူးကြံတဲ့လူတွေလည်းခလေးသေးဟိုခလေးငငယ်လေးတွေဘလို့လဲဟို မနက်ဆန်ရှိလို့ညနေဆန်မရှိမနက်အချုံမုံရှိလို့စားမရှိရဲ့ဘဝတွေဖြစ်ကုန်ပြီရှင်တို့အလာဟိုသူများရှိရမတော်မတရားစားရဲ့ချမ်းပေါင်ပေးရတဲ့လူနဲ့ဟိုဟာပေါင်ထမိန်ပေါင်ပေးရတဲ့လူနဲ့ဟမ်ရှင်တို့ကဗာအခုမှထမိန်အောက်ကထွက်လာပြီးတော့ရှင်တို့ဘာတွေလုပ်နေရလဲထမိန်အောက်ကထွက်လာပြီးတော့ရှင်တို့ဘာတွေလုပ်နေကြတာလဲဟမ် now မင်းတို့ပပကြီးငါတို့ပပကြီးတက်ဖို့ချုံမှာနော် ่ยมาปีดูปีตาลิทุกข์ยกองบีสิมาของเสียเลยโอเคทีมาเนาะพี่เอลี่เย่ผมเนี่ยยียินเปียจ่าลูกปีจ่าลูกปกจ่าลูไปรูเวจ้าจ้าเนาะทีมาเราก้าในจ้าวิจีจียวเนาะจีจียว

တော်ထန်ရေးရဲပေါ်များကနော် အနုလဲရကြတယ်အချားလဲရကြနော်တတိထားကြပြောလိုက်ပဲသမေဝအောင်စာခသမေဝအောင်စာခဒီအကိုပြောတာကိုလည်းစဉ်းစားထောင်ကြည့်ကြအောင်နော်ပြောမင်းအောင်လား ။မနက်ကန်ကနောက်မှမနက်ကန်နေရင်ရှင်းနေရသေးလို့မင်းမင်းတို့မရောက်သေးတာဥမတီသေးတာ။မနက်ကန်နေအများကြီးပြရှင်းနေရလို့မနက်ကန်ကသဘောပေါက်လား။တလန်တို့ပြူတို့ပြောတာ။အဲ့လိုမင်းဖနာမင်းတို့ဖနာတွေကိုင်းနေတဲ့ကောင်တွေဖနာလောက်ကလိုက်ကောင်ကိုင်းပြီးနေတဲ့ကောင်တွေရှင်းနေရသေးလို့မင်းရှင်းမင်းတို့ရှေ့ကိုတက်နေမရောက်သေးတာဒါကြတော့လာရင်တော့လူဆိုင်ဘယ်လိုမိမိဒီတို့ဂျွတ်ဆက်ဒီမချမ်းဘူး ။ဘုံစင်းမြတ်လား။ဘုံပေါလား။ငါတို့ကချင်းမောင်ရင်းနေ။နောက်လက်ကြည့်တာဘာမှမရှိဘူး။မင်းတို့ကကူးစားချင်းမောင်ရင်းနဲ့ဝသားရင်းနဲ့လဲမှာ။တို့ကချင်းမောင်ရင်းနေပေါ့ကွာမင်းတို့ဝသားရင်းနေလဲမှာသေဦးလေးပြီ။ဒါကဘုံပေါကွယ်ဆိုကတ်မှာ။ခွဲပြင်မှာ။ခွဲဖို့လည်းရှိရင်ရှိ။ဘုံတောင်း ။တရားအောင်တာမြင်တာပြီ။ Okay, Donna Media ရဲ့ video file ကိုပဲစမ်းပါအောင်ကြည့်ကြည့်အောင်နော်။မင်္ဂလာပါရှင်ဒီတစ်ခါမှာတော့ဒေါနာ TV ရဲ့တက်မတော်တွေကစကားသံအစီအစဉ်အနေနဲ့စာနာက444ကရေးမိတဲ့ဦးရေးသားပေးပို့လာတဲ့စာလေးကိုဖတ်ပြပေးမှာပဲဖြစ်ပါရဲ့ရှင် ျမကစာမတ်ခ444ကရဲမေတူဖြစ်ပါတယ်ရှင်။အနောက်တောင်တိုင်းစစ်ဌာနချုပ်လောက်ခံစာမတ်ခ444တက်ခွဲမှတမူဝမူဇာနီဆိုတဲ့ဇနီဒေါက်တာဦးရိုးရဲ့တက်အပေါ်အမျက်ထုတ်လူပါဝနေတဲ့အကြောင်းကိုရင်ဖွင့်ခြင်းပါတယ်။ဝမူဇာနီဆိုဟာတမူတော်ဝင်နဲ့စတင်ရောက်ရှိလာပြီးတက်တွင်းမှတင်များခုတ်ပြီးရောင်းစားပါတယ်။သူဇနီးကလည်းအင်းအောင်တဲ့ line နဲ့တက်တွင်းမှာရှိတဲ့အော်ကွန်သည်တရက်ပိနေတီဟိုစတဲ့အသေးလေးကိုမကူရနဲ့ ခူးရင်ရုံးတက်မယ်လို့အမိန်ထုတ်လိုက်ပြီးရသမျှကိုတက်ပြင်မှရောင်းစားပါတယ်။တက်တွင်းငါးကန်ကထွက်တဲ့ငါးမှန်သမျှကိုငါးတိုင်းလေးကိုခေါ်ပြီးရောင်းစားပါတယ်။ဒိုင်ကမဝဲတဲ့ငဘဲလေးကိုကြတော့မယူမနေရနဲ့လားစားတွေကဖြစ်ပါတယ်။တတတဲ့ဈေးနဲ့အိမ်အောင်တွေကိုရောင်းမပေးပါဘူး။အသားစားကြက်မွေးမြူရေးမှကြက်များကိုလည်းအပြင်ကိုပဲအကုန်ရောင်းပါတယ်။အပြင်မှာဈေးကောင်းရလို့ရောင်းတာလို့ပြောပါတယ်။ အရင်တမှုတွေလက်ထက်ကအိမ်ဆောင်တွေကိုတတ်တအောင်လုပ်ပေးပြီးသူ့လက်ထက်မှာအပြင်ကပြန်ဝယ်စားနေရပါတယ်။ရဲမေတွေစီကလည်းလားစင်အလူခံပါတယ်။ရဟဲ့ပတ်စံနဲ့ဓမ္မဆက်ကြမှာကြွေးပြီးဓာတ်ပုံရိုက်ပါတယ်။ပြီးရင်စီကော့စာအုပ်မှာတော့သူကြွေးတယ်ပေါ့။နာတခအတိုင်းအလူတက်ပြင်စီယုံရီအလူတွေဆိုရင်လေသရာသလောက်မဟုတ်ပဲအရာကန်တတ်တောင်းတက်ချက်ချင်း9000တန်းနဲ့အဆင့်3000နဲ့ကောက်ခံပြီးသွားလှူပါတယ်။တက်တိဆောင်ရီကိုအောက်ခြေငွေနဲ့တိဆောင်နေပါတယ်။ ရဲမေတိုင်းအာကစားဝစ်စုံမဝယ်မနေရတစုံကို19500ကျပ်နဲ့ဝေရပါတယ်။အာကစားလှုပ်ရှားမှုတပ်ပုံရရင်သူများတက်တေထက်တာအောင်လို့လို့ပြောပါတယ်။အစင်မပြေတဲ့ရဲမေတွေဟာတနာဖို့ကောင်းပါတယ်။အိမ်တော်တွေလိုင်းလိုက်ကာကိုအစိမ်းအောင်ပြောင်းမယ်ဆိုပြီးရှိသမျှအပေါက်အကုန်တက်ရပါတယ်။ကိုပက်ဆန်လည်းကိုဆိုပြီးအစာဘူးက28500နဲ့ချုပ်ခအပြည့်3500ပေးရပါတယ်။ တမူးအစဉ်အဆက်မျက်နှာစာကိုတက်အနေနဲ့တက်ပေးတာရှိပါတယ်။တမူးကတော့ကရဲမေတွေအပေါ်ညှတာစိတ်လုံးဝမရှိပါဘူး။တက်ခွဲအရာကံမှု RSN နဲ့ပေါင်းပြီးဖတ်ထိတ်ကို12နာရီထို့အထိလေတိုင်းစင်ခိုင်းပါတယ်။လောက်ရမယ့် area ကိုလည်းအများကြီးပေးထားပါတယ်။မိုးနဲ့လင်းနဲ့နေမကောင်းလို့စေကန်လိုက်စဉ်းစားရရင်လေလေတဲကိုလွန်ကားထည့်ခိုင်းပါတယ်။အမကပတ်စံရင်းထားလို့လို့ပြောပါတယ်။အချိုရည်မုတ်ကျွေးပါတယ်။ ရဲမေတွေစီကကောက်ခံထားတဲ့ငွေနဲ့ပြန်ကျွေးပါတယ်။လဲဆိုင်လဲရိပ်ပြီးတာနဲ့ကုန်းမောက်ကို ပုတ်တုံးနဲ့စနေနှစ်ရက်ခိုင်းပါတယ်။ကျန်တဲ့ရက်ကကိုရာစကိန်းဆိုပြီးညအမိုက်အပြောင်ပေါ့ခေယံစစ်ဝဲအပြောင်ကိုစကိန်းနဲ့ခိုင်းပါတယ်။သူတို့လက်ထက်မှာတက်တွင်းနဲ့ရဲမေတွေတက်နေမပြောကြတော့ပါဘူးလို့စာရေးသားပြပို့လာပါတယ်ရှင်။ကျမတို့အစီအစဉ်ဟာတမတော်သားအရာရှိစစ်တီတွေ အိမ်တော်သေးရဲမိတွေနဲ့ဝန်ထမ်းတွေရဲ့အခက်အခဲတွေကိုအများကသိအောင်တင်ဆက်ပေးနေတဲ့အစီအစဉ်ပဲဖြစ်ပါတယ်။တမတော်သားအရာရှိစစ်တီတွေအိမ်တော်သေးရဲမိတွေအနေနဲ့ကျမတို့အစီအစဉ်မှာပါဝင်စီရင် message box ကနေတစင်စာပေးပို့ပြီးပါဝင်နိုင်ပါတယ်။ပေးပို့လာသူတွေရဲ့အချက်အလက်တွေကိုကျမတို့အဖွဲ့သားတွေကလိုအပ်ပေးထားမှာပဲဖြစ်ပါတယ်ရှင်။မင်္ဂလာပါရှင်။ဒီကောက်မှာတော့ Donna TV ရဲ့တမတော်တွေကစကားသံအစီအစဉ်အနေနဲ့အမတ်တက်စစ်လက်နက်ပစ္စည်းတိုင်ရင်အင်းနိုင်ကရဲမေတဝီရေးသားပေးပို့လာတဲ့စာလေးကိုဖတ်ပြပေးမှာပဲဖြစ်ပါတယ်ရှင်။ ကျမကအမှတ်၁ဆက်လက်နက်ပစ္စည်းတပ်ရင်အင်းနိုင်ကပါကျမတို့တပ်ရင်မူကြီး3364ကိုဒုတိယဘုံမူကြီးချွန်းနေဝင်းနဲ့သူဇနီဒေါ်ငိမ့်ငိမ့်မြင့်တို့အကြောင်းကိုပြောချင်လို့ပါတပ်ရင်မူနဲ့တပ်ရင်မူကတော်တို့ဟာတပ်ထဲမှာရှိတဲ့တရသည်ပိနေသည်တွေကိုလေလံဆွဲပြီးရောင်းစားနေပါတယ်တရသည်ဝယ်တဲ့သူတွေကိုလိုင်းထဲကလူမနေတဲ့အခန်းတွေက အသီးတွေကိုလည်းခုခိုင်းတာကြောင့်တက်လုံးကြုံကြီးလည်းကျူပေါက်ပါတယ် ဒါအပြင်တက်ထဲမှာအရေးရတဲ့အပင်ကြီးမှန်သမျှကိုလည်းခုတ်လဲပြီးရောင်းစားပါတယ်။တက်မတော်မှာမိုးရသည့်တစ်ပင်ဆိုင်ပွဲတွေလုပ်ပင်မဲ့ရှိပြီးသားအရေးရတဲ့အပင်တွေကတော့မရှိတော့ပါဘူး။တယင်းမှုနဲ့တယင်းမှုကြော်တို့ဟာတက်ထဲမှာရှိတဲ့ငါးကန်တွေကိုလည်းအပင်ကလူတွေကိုငှားစားပါတယ်။ငါးတွေမွေးဖို့အတွက်အပင်ကနေငပုတ်တွေကိုကားတွေနဲ့နေစဉ်ရက်ဆက်တဲပါတယ်။ကြာရင်တက်ထဲမှာနေတဲ့စစ်တီရဲမေတွေယောဂရနိုင်ပါတယ်။ မင်းလင်ကုန်းခေရောက်နေတဲ့စစ်တီတွေစီကနေလဲစက်ကြီးအနေနဲ့ပတ်စံတွေပြန်သွင်းခိုင်းနေပါတယ်။ကိုရောင်တွေကအပင်တွေကရတဲ့ပိနေသီးတွေကိုခူပြီးတယင်းမှုကတော့ကရောင်းစားပါတယ်။တစ်ကလုံးမှာရှိတဲ့တီယိုပင်မှန်သမျှကိုလည်းတယင်းမှုအိမ်မှာအလုံးလုံးတဲ့စစ်တီတွေကနေတိုင်းကောက်ရပါတယ်။ပြီးရင်အပြင်မှာရောင်းစားပါတယ်။တယင်းမှုအိမ်မှာခိုင်းမှုဆိုပြီးစစ်တီလေးယောက်ခေါ်ထားပါတယ်။ရဲမေကတော့လှုပ်သားဆင်းရဲတဲ့ရဲမေကိုခေါ်ခိုင်းပါတယ်။ စနေနေ့ကျရင်လိုင်းထဲကရဲမေ၄ယောက်နဲ့လောက်သားရဲမေနဲ့ဆိုရင်၅ယောက်ပေါ့ရုံပိတ်ရဲ့စနေနေ့နဲ့တိုက်နေရင်ဖက်ထိတ်ကိုစနေနေ့အစားထိုးပြီးကြိုခိုင်းပါတယ်အဲ့ဒီရဲမေ၅ယောက်ကစနေနေ့အပတ်တိုင်းဖက်ထိတ်ကိုတက်မှုအိမ်မှာလုပ်ရပါတယ်တိုင်းကကရဲမေတွေဖတ်ထိတ်ပြီးလို့အိမ်ပြန်ရောက်တာတော့သူတို့မှမပြန်ရပါဘူး။၁၂နာရီတနာရီမှပြန်ရပါတယ်။တက်ပြစ်မှလည်းခြံွက်တွေဝယ်ပြီးအိမ်ဆောက်ထားပါတယ်။အိမ်ဆောက်တဲ့အခါမှလည်းအပြင်ကလက်သမားတွေမငါပဲ တက်ခဲမှရှိတဲ့စစ်တီတွေကိုလက်သမားခေါ်ခိုင်းပါတယ်။ခွင့်မဲ့ဖြစ်နေတဲ့စစ်တီတွေရဲ့လစာတွေနဲ့ရိတ်ခါတွေကိုလည်းခွင့်မဲ့မကြညာဘဲနဲ့ထုတ်စားနေပါတယ်လို့ယင်ဖွင့်လာပါတယ်ရှင်။ကျမတို့အစီအစဉ်ဟာတမတော်သားတွေနဲ့တက်မိသားစုဝင်တွေရဲ့အခက်အခဲကိုအများကသိအောင်တင်ဆက်ပေးနေတဲ့အစီအစဉ်ပဲဖြစ်ပါတယ်။တပ်မတော်သားရာရှိစစ်တီတွေအင်တော်တဲ့ရဲမိတွေအနေနဲ့ကျမတို့အစီအစဉ်မှာပါဝင်ခြင်းရင် message box ကနေတဆင့်စာပေးပို့ပြီးပါဝင်နိုင်ပါတယ်။ပေးပို့လာသူတွေရဲ့အချက်အလက်တွေကိုကျမတို့အခွေသားတွေကလိုအပ်ပေးထားမှာပဲဖြစ်ပါတယ်ရှင်။ နော်အော့ချီစစ်ခွေရဲခွေလို့ရဲ့ဘဝအကားတယ်တကယ်တော့မလွယ်ဘူးနော်သူတို့ဘာမှမသိလို့ပဲအဲ့မှာသူတို့ဆက်နေတာနော်တကယ်ငရဲခမ်းမဲ Okay ဒီနေ့ဗီဒီယိုဖိုင်လေးကတော့နော်ဒုံးစံအတိုင်းပဲကိုဖိုးမောင်ရဲ့ဗီဒီယိုဖိုင်နဲ့ကျွန်တော်ညီကုန်းချုပ်ထားတယ်ဆက်နားထောင်ကြည့်ကြအောင်နော်နားထောင်ကြည့်ကြအောင် ဒါဆော်ဒိုနီကတော့သူတို့ဝင်ခံလိုက်ပြီဝင်ခံလိုက်ပြီစစ်တပ်ကိုအပြုတ်တိုက်လို့သူတို့မလွယ်ဘူးဆိုတော့သူတို့ကိုယ်တိုင်ဝင်ခံလိုက်ပြီဝင်ခံလိုက်ပြီသူတို့စစ်တပ်ကိုသူတို့မနိုင်ဘူးသူတို့တိုက်လိုက်ကနှစ်ပေါင်း80ပြေးလာပြီသူတို့မနိုင်ဘူးဆိုတော့သူတို့လက်ခံလိုက်ပြီလက်ခံလိုက်ပြီဒါတော့ကျတော့ KI ကငါတို့စစ်တပ်ကိုတိုက်တာမနိုင်ပါဘူးလို့သူတို့ကိုယ်တိုင်ဝင်ခံလိုက်တာဘယ်သူဝင်လဲဆော်ဒိုနီဝင်ခံတာဆော်ဒိုနီဝင်ခံတာလက်ရှိဆော်ဒိုနီကသူတို့စစ်တပ်ကိုတိုက်တာအပြုတ်တိုက်ရေးလမ်းကြီးသူတို့မအောင်မြင်ဘူးဆိုတာသူတို့ဝင်ခံလိုက်တာစခန်းတွေလည်းပါနေတာအမြင်ပါပဲအေးပေါ့ကျွန်တော်ယူရတာကတော့ ကရင်ပြည်နယ်ကစခန်းတွေပါတာကိုပြောတာထင်ပါတယ်နော်အဲ့တော့ကရင်ပြည်နယ်ကတော့ဘယ်လိုခေါ်လဲနည်းနည်းဟုတ်တယ်ကျွန်တော်တို့ရှက်ကိုတော်တော်ရှက်ဖို့ကောင်းကျွန်တော်ကရင်ကရင်ပြည်နယ်ပတ်သက်လို့ရှိရင်အခုချိန်ကြီးကျွန်တော်သတင်းမကြည့်သေးဘူးမကြည့်ဘူးဒါပေမဲ့မကြည့်သေးမလိလာသေးမစုံစမ်းသေးဘူးအတိအကျတော့မစုံစမ်းနေတာဟုတ်လားမစုံစမ်းနေတာအဲ့တော့အဲတကီမီနဲ့ပတ်သက်လို့ရှိရင်ကောင်းပါတယ်အပါပါဗျာနော်အဲ့လိုပဲပြောပါဦးရေခဲပါထားပြပါနေစက်တကြောမှရှိတယ်အဲ့လိုစကန်တွေကဒီဒီဇင်ဘာလ16ရက်နေ့ကနေစပြီးတော့ဒီကနေ့ဒီတိုက်ခတ်ခံရတယ် လေဆာစကန်တွေဆိုတဲ့အနေအထားကကျွန်တော်တို့ဒီမြေပြင်ထောက်ဖို့လမ်းကြောင်းခက်ခဲတယ်ပြီးကျွန်တော်တို့ဒီလက်နက်ကြီးပြဖို့တော့ကအခက်အသက်ရှိတယ်ပြီးကျွန်တော်လေချောင်းကနေပြီးတော့ဒီဘုံကျဲဖို့ကလည်းအခက်အသက်ရှိတယ်ဘာကြောင့်လဲဆိုတော့ဒီစကန်တွေကဒီထိုင်းမြန်မာနယ်စပ်မှာရှိနေတဲ့အခါကျတော့ဒီလက်နက်ကြီးနဲ့ပြစ်ခဲရင်လည်းပဲဒီ GR ဒီထိုင်းဧရိယာတွေကိုသွားပြီးကြမယ်ဆိုရင်ကျွန်တော်တို့ဒါနဲ့နိုင်ငံရဲ့ဒါချစ်ကြည်မှုကလည်းနည်းနည်းပြဿနာရှိလာနိုင်တယ်ပြီးကျွန်တော်တို့လေးနဲ့ဘုံကျဲတဲ့အခါကျရင်လည်းပဲဒီကျွန်တော်တို့ဒီထိုင်းဧရိယာဘက်ကိုနေဆက်စီးကိုကြော်ကြပါလဲ အဲဒါကတော့ကျွန်တော်စိုးရရတယ်ပေါ့အဲ့တော့တကယ်ပြကျွန်တော်ဒီတိုင်းမြန်မာနေဆက်မှာရှိတဲ့ဒီတက်မလို့စကန်နေတဲ့ပတ်သက်ရင်တက်မလို့ကလေးချောင်းပြစ်ကိုလက်နက်ကြီးပြစ်ကိုပေးတဲ့အခါမှာတော့ကျွန်တော်တို့အကန့်အသတ်ရှိပါတယ်ဒီအကန့်အသတ်ရှိမှုကိုဒီလက်နက်ကိုင်ဖွဲ့တွေကသူတို့ရဲ့ဒီအခွင့်အရေးပြအသုံးချပြီးတော့အဒရုန်းတွေနဲ့ဒီစကန်ကိုတိုက်တယ်စကန်ကိုတိုက်ပြီးတော့ကျွန်တော်တို့ဒီဒရုန်းနဲ့ဒီမွားစီထားအောင်သူတို့ဒရုန်းနဲ့ပုံကျပြီးတဲ့အခါကျရင်သူတို့ရဲ့ဒီဒီမြေပြင်စစ်ကြောင်းတွေလည်းဝင်တိုက်တယ်ပေါ့အဲ့မှာကျွန်တော်တို့ဒီတက်မလို့က ဒီစကားမကြီးတက်မော်တာတွေဟန်ချက်ပြတ်သွားတဲ့ခါမှာဒဏ်ရာရသွားတဲ့ခါမှာသူတို့ကဒီအင်အားလုံးနဲ့ပတ်ပေါင်းစုံတိုက်တယ်ပေါ့ဒီလိုပတ်ပေါင်းစုံမတိုက်ခင်သူတို့ကဒီဒီကျွန်တော်တို့ဒီရိတ်ခါပုတ်နိုင်တဲ့လမ်းကြောင်းတွေပေးကျွန်တော်ထောက်ပို့ပို့နိုင်တဲ့လမ်းကြောင်းတွေသူတို့ဖြတ်တယ်ဖြတ်ပြီးတော့တို့တို့ဒီတိုက်တယ်ပေါ့အဲ့တော့တိုက်တယ်ပေါ့အဲ့တော့ KNU ကလည်းဒီထိုင်းမြန်မာနယ်စပ်မှာရှိတဲ့စခန်းတွေကိုတို့တိုက်မယ်ဟိုပေါ့အပီးတိမ့်ပိုက်နိုင်မယ်တိမ့်ပိုက်ရေးစီမံချက်လုပ်တယ်လို့တို့ဘက်ကကြွေးကြော်တာတွေ့ရတယ် KNU ကတိုက်တဲ့ခါမှာသူတို့ရဲ့ဒီ KNU စစ်သွေးကြောင်းနဲ့အတူတူရဲ့မဟာမိတ်အဖွဲ့တွေပေါင်းပြီးတိုက်တယ်တိုက်တယ်သူတို့ရဲ့ဒီတိုက်ခိုက်မှုတွေကြောင့်ကျွန်တော်တို့စခန်းတွေဆုတ်လွှတ်ရတယ်ရှိရဲ့ခဏလေးနော်ခဏလေးနော် သူ့ရဲ့နဖိုးကကြီးလိုက်နော်အဲ့မှာဘာဖြစ်တာလဲမသိဘူးကြီးကြီးနော် ကြာဆုံးခဲ့တာရှိတယ်ဒါကကျွန်တော်တို့ပကတိရှိကြတာပါဒါတော့ကျွန်တော်တို့ဒီ time မြန်မာနေဆက်မှာရှိတဲ့ဒီ temporal scan တွေနဲ့ပတ်သက်ရင်တော့ကျွန်တော်တို့တော်တော်ကြီးကိုဒါကျွန်တော်တို့သတိကြီးကြီးစောင့်ကြရမယ့်ဒါဖြစ်သွားပြီ KNU ကတော့ကျွန်တော်တို့အဲ့ဘက်မှာအင်အားစုပြုံးပြီးတော့တိုက်ခိုက်မှုတွေလုပ်လာတယ်လက်ရှိစော်တော်နီကတို့စစ်တပ်ကိုတိုက်တာအပြုတ်တိုက်ရင်လမ်းကျင်တို့မအောင်မြင်ဘူးဆိုတာတို့ဝန်ခံလိုက်တာအဲ့တော့ KNU ကလည်းဒီ time မြန်မာနေဆက်မှာရှိတဲ့ scan တွေကိုတို့တိုက်မယ်ဟောပေါ့အပိတိတ်ပိုက်နိုင်မယ်တိတ်ပိုက်ရေးစီမံချက်လုပ်တယ်လို့တို့ဘက်ကကြွကြော်တာတွေ့ရတယ်သူတို့ရဲ့ဒီတိုက်ခိုက်မှုတွေကြောင့်ကျွန်တော်တို့ scan တွေ ဆုပ်လို့ရတယ်ရှိရဲကြာဆုံးခဲ့တာရှိရဲဒါကကျွန်တော်တို့ပကတိအခြေခံပါကျွန်တော်ကိုရှယ်လေးအတန်းနဲ့ပြောနေဘူးဆပ်ရှက်ကိုရပြီဆပ်ရှက်တွေကိုရကိုပြီအဲ့ဒါနော်အဲ့လိုဖြစ်ကုန်ပြီခုတော့အဲ့လိုဆောက်ရှက်တွေကိုယ်ကိုပြောပြအဲ့လိုပြောအောင်အနာသွင်းတက်ဘလော့ကတက်ဘလော့ရဲ့တမိုင်းမှာတက်ဘလော့ရဲ့တမိုင်းမှာဆုံရှုံသွားတဲ့နေရာတွေကိုလက်လွတ်ပေးလိုက်ရတယ်ဆိုတော့တမိုင်းအစ်စင်ကလုံးဝမရှိခဲ့ဘူးမရှိဘူးတမိုင်းအစ်စင်ကလုံးဝမရှိခဲ့ပါဘူးကျွန်တော်ခင်ဗျားတို့မေးမယ်မနာနဲ့နောင်ချိုးပြန်တိုက်လို့ရပြီလား 30စံစေရပြီလားမရသေးဘူးကျွန်တော်ပြောတော့မနာနဲ့နော်တက်မလို့ရဲ့တမိုင်းတက်မလို့ရဲ့အစင်လာပါလက်လွတ်လိုက်ရတဲ့နေရာတွေကိုပြန်ပြီးတော့ထောက်ရဆုံးလုပ်လိုက်ရတယ်ဆိုရင်အနေသာမြမတမိုင်းမှာမရှိခဲ့ပါဘူးတက်မလို့ရဲ့တမိုင်းမှာလည်းမရှိခဲ့ပါဘူးမရှိဆော့ဘော်ရီဟိုကိုရှယ်လေးအတန်းနဲ့ပြောတယ်ဟို subject ကိုရပြီ ။ဆောက်ရှက်တွေကိုယ်ကိုဟဲ့လားနော်အဲ့လိုဖြစ်ကုန်ပြီခုတော့ဆောက်ရှက်တွေကိုယ်ကိုပြောဗျာအဲ့လိုပြောမှာ Okay okay ဒီနေ့ကတော့ဒီလောက်ပါပဲ။ Now video file မှာပြန်တွေ့ကြမယ်နော်။အားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်။